မင်းတို့မာရက်စကောင်မလို့ခြင်းရင်ငါတို့ခေါ်မယ်ဆိုတဲ့အတင်းနေအားလုံးပဲမင်္ဂလာပါဖူဘောဝါ channel မှာဝင်းစုံပါမှာဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါ Chelsea အတင်းရဲ့နီးပြကြီးမာရက်စကာရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဗောနထွက်ပေါ်လာတဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒီနေရာမှာကြိုပြောထားချင်တာကမာရက်စကာက Chelsea မှာထွက်မယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးအဲ့တော့မာရက်စကာအပေါ်စိတ်ဝင်စားနေတဲ့ club တွေပေါ်ပေါက်လာတဲ့သတင်းတွေပေါ်ထွက်လို့လာပါတယ်အဲ့တော့ multiple report တွေအရာ Chelsea အတင်းရဲ့ကျွန်တော်တို့ဒါအသက်45နှစ်အရွယ်အီတလီ ီလူမျိုးနီးပြားအန်ဇိုမာရက်စ်ကနဲ့ပတ်သက်ပြီးတော့ဒါစီးရီးထိပ်သီးကလပ်ဂျူပီတာအသင်းကစိတ်ဝင်စားမှုရှိနေတယ်လို့ဖော်ပြချက်တွေထွက်ပေါ်လာပါတယ်အဲ့တော့ဒီနေရာမှာ okay chelsea ကတော့မာရက်စ်ကရဲ့လက်ရှိ result တွေနဲ့ပတ်သက်ပြီးတော့မလုံလောက်ဘူးခံစားရလို့ထုတ်ပယ်လိုက်မယ်ဆိုရင်တောင်မာရက်စ်ကအတွက်စိတ်ပူစရာမရှိဘူးဆိုတဲ့အချက်ပေါ့နော်ဒါမျိုးကျွန်တော်တို့ပြောချင်တာဖြစ်ပါတယ်မာရက်စ်ကလိုနီးပြားမျိုးကိုလိုချင်နေတဲ့ကလပ်တွေကတန်းစီနေတယ်ဆိုပြီးတော့ဖော်ပြချက်တွေအတိရပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒါ series club ပေါ့နော်ဂျူပီတာအသင်းကတကယ်လို့များအနာဂတ်မှာသူတို့နီးပြထပ်ပြီးတော့လိုအပ်လာမယ်ဆိုရင်သူတို့ကလက်ရှိနီးပြပေါ့ respect ရှိတယ်လက်ရှိနီးပြကရလက်တွေဆိုးရွားသွားလို့သူတို့အနေနဲ့နီးပြသစ်ရှာရမယ်ဆိုရင်အန်ဇိုမာရက်စကာကသူတို့ချိန်နေတတ်တဲ့နီးပြပုံစံမျိုးကျွန်တော်တို့ကနီးပြထိုက်လို့ပြောလို့ရတဲ့ပုံစံမျိုးသူတို့ကပြောကြလာတာဖြစ်ပါတယ်အဲ့တော့ဂျူပီတာကတော့ okay ငါတို့ကတော့နီးပြမာရက်စကာကိုမင်းတို့မလိုချင်ဘူးဆိုရင်တော့ငါတို့ကတော့ခေါ်မယ်အဲအန်ဇိုမာရက်စကာကိုငါတို့စိတ်ဝင်စားရတဲ့သဘော ောကြတယ်အီတလီလူမျိုးလည်းဖြစ်တယ်ဗျာအဲ့တော့တိတ်ပြီးလဲဒါအီတလီနိုင်ငံနဲ့ပတ်သက်ပြီးတော့အီတလီလိမ့်နဲ့ပတ်သက်ပြီးတော့အကျွမ်းတဝင်မရှိတဲ့အကြောင်းမရှိဘူးနောက်ပြီးတော့သူဒါချက်စီးတင်းမှာဖြတ်တန်းလာတဲ့ experience လည်းနည်းတဲ့ experience မှာမဟုတ်တာဗျာဒါ winning experience လည်းရှိထားတယ်ဒါ global conference လေးရထားတယ် cloud work ကရထားတယ်ဒါမျိုးတွေကျွန်တော်တို့ဒါဖလားတွေရအောင်စွမ်းဆောင်ပြထားတဲ့နီးပြတယောက်ကိုပြိုင်ပွဲအသင်းတွေကလိုချင်တယ်ဆိုတော့မဆန်းပါဘူးဒါကကျွန်တော်တို့ဒါ Maroska ထွက်မယ်ပါညာတင်းမထွက်သေးလို့เนาะထပ်ပြီးတော့ဒါ Maroska ကိုထုတ်ပြောမယ်ပါညာတင်းထွက်လာ င်တေချာပေါ့လူချင်းမဲ့ကလပ်တည်းရထပ်ပြီးတော့ပေါ်လာအောင်ပါပဲလောလောဆယ်တော့အဲ့ဒီ series ကလပ်ကျွန်တော်တို့ဒါဂျူပီတာအတင်းကဘွန်နမာရက်စကာပေါ်စိတ်ဝင်စားနေဆိုပေတော့ပို့လေစတိုက်တက်နေတာကိုတွေ့ရပါတယ်အဲ့တော့မာရက်စကာအတင်းပြတ်တက်ပြီးတော့နောက်ထပ်စိတ်ဝင်စားနေတယ်ရိုမာတက်တဲ့အတင်းတွေကတော့လီဗာကူဆင်တို့ပါတို့တော့ရှိရဗျာအဲ့တော့တော်တော်များများပေါ့အတင်းတော်တော်များများကတော့မာရက်စကာကိုစိတ်ဝင်စားနေကြတယ်အဲ့တော့မာရက်စကာရဲ့လက်ရှိချက်စီးအတင်းရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တို့တွားပြီးတော့ကြည့်မယ်ဆိုရင်လေသူချက်စီးအတင်းမှာစုစုပေါင်း84ပွဲကင်တွဲထားတယ်ဒါ46ပွဲနိုင် 17ပွဲတည်ရကြပြီးတော့18ပွဲရှုံးထားပါတယ်သူရဲ့ win rate က62ရာခိုင်နှုန်းတော့ရှိတယ်လက်စတာမှာတော့68ရာခိုင်နှုန်းပေါ့နော်လက်စတာမှာတော့ဒါမှမဟုတ် sky prime time လို့ပြောလို့ရတယ်ဒါပေမဲ့ lester နဲ့ chelsea နဲ့ဆိုတော့ကျွန်တော်ရှင်းပြအကြောင်းမှမရှိတာဗျာ chelsea ကပို့ပြီးတော့ဒါဟို asset asset အရာရောအရင်များတယ်အသူအသုံးပြုရတဲ့ကစားသမားတွေသူ manage လုပ်ရတဲ့ကစားသမားတွေသူ manage လုပ်ရတဲ့ဒါ environment တွေလုံးဝမတူတဲ့အချိန်မှာ marska ရဲ့နိပြတ်စွမ်းကြီးကပို့ပြီးတော့ဟိုတိုးတက်လာတယ်ဗျာတိုးတက်လာတယ်စက်ကောင်းကောင်းအောင်သုံးခွင့်ရ ားတဲ့កောင်ကဒီ set ဒီဟာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ join ကျင်လာတယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်သူအနေနဲ့ laser မှာ set နေမယ်ဆိုရင် marus ကဒီလို level အစင်တန်းနီးပြမျိုးဖြစ်လာမှာမဟုတ်ဘူးခိုင်းကျွင်းမီကျွန်းကိုင်းမီပဲဗျာသူ့ကိုအလုပ်ပေးခဲ့တဲ့ chelsea အသင်းကြောင့်သူကဒီလို level ကိုရောက်လာတယ်ဒီလို level ကိုရောက်လာတဲ့အချိန်မှာဒီလိုပဲတခြားစိတ်ဝင်စားတဲ့အသင်းတွေပေါ်လာခဲ့တာဖြစ်ပါတယ်အဲ့တော့ chelsea ပြည်သက်တွေရောဒီ marus ကဘလို့သဘောထားကြလဲပေါ့နော်တချို့ကတော့ marus ကိုမကြိုက်တဲ့သူတွေရှိတယ်ဗောဗျာနီးစင်ပိုင်းဆိုင်ရာအရာပိုင်ညာမကြိုက်တဲ့သူတွေလည်းရှိတယ်အဲ့တော့ marus က ထွက်သွားမယ်ဆိုရင်တောင်သူကတော့သူ့အတွက်တော့အဆင်ပြေတယ်ဗျာသူ့အတွက်တော့ဟိုခေါ်မကလပ်တီးကတန်းစီနေတဲ့ပုံစံမျိုးတည်နေထွက်ပေါ်လာတာဖြစ်ပါတယ်အဲ့တော့ brother တို့ရောမှာ sky ဆွမ်းဆောင်ရည်ပေါ်ချင်နေကြလားအတင်းအနေနဲ့တကယ်လို့များရလက်တီးဆိုးခဲ့လို့ထုတ်ပယ်ခဲ့မယ်ဆိုရင်ထုတ်ပယ်တင့်လားခမမဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်အဲ့တော့နောက်ထပ်မှာ sky ပြောတဲ့အချက်တစ်ချက်ကိုကျွန်တော်ဒီဗီဒီယိုမှာတခါလေးဆွေးနွေးသွားမယ်ပေါ့နော် မာရစကာကချက်စီးတင်းကကျွန်တော်တို့ဒါကန်ဒဝင်ကလပ်တစ်ခုပါဒီဘောလုံးမှာဆိုရင်ပေါ့နော်စီးပွားရေးပြီးရင်ကျွန်တော်တို့ဒါရမှတ်ဒီနိုင်ပွဲတွေကိုကျွန်တော်တို့ရယူဖို့ကြိုးစားတယ်ချက်စီးတင်းကရေချေ process တစ်ခုနဲ့တွားနေပြီးတော့လူငယ်တွေပေါ်မှာ ဒါ young player တွေပေါ်မှာယုံကြည်မှုရှိတယ်နောက်ပြီးကြတော့ကျွန်တော်တို့ဒါ long term contract တွေနဲ့အတူအတင်းကတိဆောက်ပြီးတော့ဆက်သွားနေတယ်ဆိုပြီးတော့ Maresca ကပြောကြားသွားတာဖြစ်ပါတယ်အဲ့တော့ Chelsea ရဲ့ပုံစံကိုတော့ဟို Chelsea ပြိတ္တမဟုတ်ရင်တောင်မှပဲအားလုံးကတတိထားမိပြီးသား long term contract တွေကိုဒါသူတို့ကိုယ်တိုင်စပြီးတော့လုပ်ခဲ့တာဒါသူတို့လုပ်ခဲ့လွင် လို့ပြီးတော့ကျွန်တော်တို့ဒါဟို amortization ဒီခွဲပြီးတော့ပေးတာပေါ့နော်ပြောင်းရွှေ့ကြေးတွေကိုခွဲပြီးပေးတဲ့ပုံစံကိုလည်းသူတို့စခဲ့တယ်စခဲ့တဲ့အချိန်မှာဒါခြားတဲ့ ရာတောင်လိုက်ပြီးတော့လောရတဲ့ချိန် UEFA ဘက်ကဒါတောင်းချွေကြီးတွေကို9နှစ်ပဲခွဲပေးလို့ရမယ်လို့ပါလို့စီကံချက်တွေပါတတ်မှတ် ထားတဲ့ပုံစံပေါ့နော်အဲ့တော့ချက်ကြီးအသင်းပိုင်ရှင်ကြီးရဲ့စီးပွားရေးပိုင် business ပိုင်ဆိုင်ရာကျွမ်းကျင်မှုကတော့ကျွန်တော်တွားပြီးတော့ရှုပ်လို့မရဘူး financial ပိုင်ဆိုင်ရာမှာလည်းတို့အနေနဲ့အပြစ်ပေးတာလောင်းနဲ့အာငွေတန်ရိုက်တာလောင်းနဲ့ပြီးအောင်တို့အနေနဲ့ဒါလုံးတင်လုံးထိုက်တာကိုလုံးနိုင်တယ်လို့ပဲကျွန်တော်တို့ပြောရမှာဖြစ်ပါတယ် Mario Scar ကတော့ဒါတို့ချက်စီးအသင်းတွားနေတာက long term project တစ်ခုပါလူငယ်တွေပုံမှာယုံကြည်မယ် long term ကိုထွက်တယ်နဲ့သူတွားမယ်သူကိုယ်တိုင်လည်းချက်စီးအသင်းနဲ့အတူအောင်မြင်ချင်တယ်ဆိုပြီးတော့သူပြောသွားတယ်ပေါ့ဗျာဒါကတော့ Mario Scar ပြောစကားလေးပါအဲ့တော့ Mario Scar ထွက်မယ်ဆိုရင်တောင်သူ့ကို ော်မေတင်းတွေကတန်းစီနေပါတယ်အဲ့တော့ဘရာလာတို့ကဘယ်လိုထင်ကြလဲမာရက်စကာကိုချက်စီတင်းဘယ်နှစ်လောက်ဆက်ထိန်းထားတင်းတယ်လို့ထင်ကြလဲကိုမောင်ကဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ် video တွေမှာပြန်တွေ့ပါမယ် good luck ပါ